ကမ္ဘောဒီးယားလွှတ်တော်အမဟောင်းကိုလူမြင်ကွင်းမှာလှုပ်ကြံတက်ဖြတ်ခဲ့သူကိုထိုင်းတရားရုံးကထောင်ဒဏ်သက်သက်6မှလိုက်ပါတယ်။အခုနှစ်စံပိုင်းဇန်နဝါရီ9ရက်တုန်းကထိုင်းနိုင်ငံဘန်ကောက်မြို့တော်စီကိုရောက်ရှိနေစဉ်အတော်တွင်ကမ္ဘောဒီးယားအတိုက်ခံအမဟောင်းလင်ကယောကိုညီဖြစ်သူနဲ့ဇနီးတဲ့ရှိမှတင်တနတ်သမားတဦးကသုံးချက်ပြက်ခတ်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အသက်42နှစ်အရွယ်လူသက်သမားအက်ကာလတ်ပေလွိုင်ကိုနောက်တနေ့မှာတော့အိန်းနီချန်ကမ္ဘောဒီးယားနိုင်ငံမှာခြေရာခံဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အသက်84နှစ်ရွယ်ကင်ယာကိုလောက်ကျန်မှုရဲ့နောက်ွယ်မှာဩဇာကြီးမားတဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကဓာတ်ရိုက်ဆက်နွယ်ပတ်သက်နေတယ်လို့အတိုက်ခံအင်အားစုတွေကဆွဆဲခဲ့ပါတယ်။ဒါပေမဲ့ဟွန်ဆန်ရဲ့တားပြတ်သူဟွန်မာနဲ့ဥဆောင်တဲ့လက်ရှိကမ္ဘောဒီးယားအစိုးရကတော့အငြင်းဆိုထားပါတယ်။အော်တိုဘာ3ရက်နေ့မှာတော့ဘန်ကောက်ရာဇဝတ်တရားရုံးတရားသူကြီးကဒီအမှုမှာကျွလွန်သူဟာတေဆုံးသူကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တယ်ဆိုတာထင်ရှားတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။တရားခဏ်ဟာပြစ်မှုကျွလွန်ခဲ့တယ်ဆိုတာကိုဝန်ခံခဲ့တဲ့အတွက် သူ့ရဲ့ပြည်တံကိုတော့အထောင်တန်းတသက်အဖြစ်ရှော့ပေါ့သတ်မှတ်ပေးလိုက်တယ်လို့တရားရုံးကပြောပါတယ်။အကာလတ်ဟာထိုင်းနိုင်ငံသားမော်တော်ဆိုင်ကယ်တက်စီသမားတူဖြစ်ပါတယ်။သူကလူသက်မှုကိုကျူးလွန်ခဲ့တယ်ဆိုတာကိုလည်းဝန်ခံထားပါတယ်။တရားသူကြီးကဒီလူသက်မှုရဲ့ကျူးလွန်ခြင်းနောက်ွယ်ကအကြောင်းရင်းနဲ့ဂျိုးကိုင်းစေကိုင်းသူရှိမရှိဆိုတာကိုတော့အစီရင်ချက်မှာထည့်ပြောမသွားပါဘူး။ကွယ်လွန်သူရဲ့ပြင်သစ်နိုင်ငံသူဇနီးတဲ့အန်မာရီလင်ရဲ့အရှင်းတွေကတော့ဒီနေ့စီရင်ကြပေါ်ကျင်းတဲ့တဲ့တိုင်း ပြစ်မှုအတွက်နောက်ွယ်ကနေခိုင်းစေသူကိုအန်းအနေနဲ့အသိချင်နေစေဖြစ်တယ်လို့မှတ်ချက်ပေးသွားပါတယ်။သူတို့ကတော့တကယ်တရားခံအစ်စ်တွေဟာကမ္ဘောဒီးယားမှာရှိနေစေလို့ယုံကြည်ပြီးသူတို့ကိုထိုက်တန်တဲ့တရားမျှတမှုအတွက်အပြစ်ပေးနိုင်ရေးထိုင်းအစိုးရကအကူအညီဖို့မျှော်လင့်ကြောင်းရှင်းနေကဆိုပါတယ်။ဇန်နဝါရီလတုန်းကတော့ထိုင်းရဲတွေကအကာလတ်ကိုအဓိကချိတ်ဆက်ညွှန်ကြားခဲ့တယ်လို့ယူဆရတဲ့ကမ္ဘောဒီးယားနိုင်ငံသားတယောက်ကိုလည်းရှာဖွေနေတယ်လို့ပြောခဲ့မှုပါတယ်။အော်တိုဘာ3ရက်နေ့တရက်ခွဲမှာတော့တရားသူကြီးက နောက်ထပ်ထိုင်းနိုင်ငံသားတဦးဖြစ်တဲ့ Cha Grip Buyeki ကိုကျန်းရပါအနေနဲ့ဆွဲချက်တင်ထားတာကိုပယ်ချပေးခဲ့ပါတယ်။သူကအကာလတ်ကိုထိုင်းကမ္ဘောဒီးယားနေဆက်ထိပို့ဆောင်ပေးခဲ့တဲ့ရင်မောင်းပါ။ဒါပေမဲ့ Cha Grip ရဲ့အရှင်းတွေကတော့သူ့ရဲ့အမှုတွေဟာဘာတွေဖြစ်ကမှန်းဘာမှမသိပဲရိုးရိုးတသားပဲအကာလတ်ကိုနေဆက်ပို့ပေးခဲ့ရုံသာဖြစ်တယ်လို့အခိုင်အမာခုခံရှောင်လဲခဲ့ပါတယ်။ထိုင်းမီဒီယာတချို့ကတော့အကာလတ်ဟာအခုလူတက်မှုကြောင့်ဘတ်6000လောက်ပတ်စံရခဲ့တယ်လို့ဖော်ပြနေပေမဲ့ ရဲတွေကတော့အကာလဟာကျေးဇူးကျွေးတစ်ခုကိုပြန်ဆက်ဖို့အခုလိုရက်ကိုကျွလွန်ခဲ့ပြီးငွေကြေးအတွက်မဟုတ်ခဲ့ဘူးလို့ပြောကြားထားပါတယ်။တေဆုံးသူအမတ်ဟောင်းဟာ2023ခုနှစ်အထိကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်ခဲ့ပြီးလက်ရှိမှာလည်းလွှတ်တော်အမတ်အနေနဲ့တာဝန်ယူထားသူဟွန်ဆန်ရဲ့ခါသီးတဲ့ပြိုင်ဘက်တူအဖြစ်ရှုမြင်ခြင်းခံထားရပါတယ်။ဟွန်ဆန်ရဲ့အဆိုအရဟာအတိုက်ခံအင်အားစုတွေကိုအင်အားသုံးဗိုလ်ချုပ်ပြီးဖြိုခွင်းမှုတွေကြောင့်လည်းနာမည်ဆိုးနဲ့ကြော်ကြားခဲ့ပါတယ်ရှင်။